မင်္ဂလာပါရှင်ခတိတလီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIA ကရမန်နေတွင်ပြစ်ချခဲ့သောဂျဟန်ယင်နေရာကိုနေနေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်း16လောင်းနဲ့မိလောင်ပျက်စီးသွားသောလက်နက်ခဲယမ်းများတင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် KIA ကယမန်နေ့တွင်ပြစ်ချခဲ့သောရဟတ်ယင်နေရာကိုနေနေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားအလောင်း16လောင်းနဲ့မိလောင်ပြစီသွားသောလက်နက်ခဲယမ်းများတင်စီရရှိခဲ့ကြောင်း KIA ၏စစ်ရေးတရေယဉ်ကကရင်ဌာနသို့ပြောဆိုပါရိတ်ရှမန်နေမေလ20ရက်နေ့တွင်ကချင်ပြည်နယ်ပမော်မြို့နယ်စကခ21အတွင်သို့စစ်ကူအင်အားလာဖြည့်သည့်စစ်ကောင်စီ၏ MI70 ရဟတ်ယာဉ်3စီးအနက်မှ MI70 ရဟတ်ယာဉ်2စီးကို KIA ပူးပေါင်းတပ်များကဖြေချနိုင်ခဲ့ပြီးရဟတ်ယာဉ်2စီးမှာ ရွှေကူမျိုးနဲ့မျိုးလားမျိုးနဲ့ကွယ်စီငန်းရွာအနောက်ဘက်ရှိတော်တဲ့တွင်ပြက်ချသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်းရဟတ်ရင်ပြက်ချသွားသောနေရာကို KIA ဘူးပေါင်းတပ်ဖွဲ့များကနေနေရှင်းလင်းရေးပြုလုပ်စဉ်စစ်သားမတအလောင်း16လောင်းနဲ့မီးလောင်ပျက်စီးသွားသောနန်းနယ်ဆက်လေးနဲ့တင်းစီရရှိခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကပြက်ချခဲ့တဲ့ရဟတ်ရင်နေရာကို KIA ဘူးပေါင်းတပ်ဖွဲ့တွေနေနေရှင်းလင်းရေးလုပ်တာစစ်ခွေးတွေအလောင်းအလောင်း16လောင်းရတဲ့ နောက်ပြီးမီးလောင်သွားတဲ့လက်နက်14လက်ကိုလည်းတွေ့ရှိခဲ့တယ်ဟု KIAE စီရင်တဲ့ရေးမြစ်ကပြောဆိုပါတယ်။ဆလပီရွှေကူမြို့နယ်ခလာရ56တပ်ရင်းသားအေးအေးပေါ်ဆင်းသက်ခဲ့ရသောရဟရင်ကို KIAE ကယနေ့တွင်လက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်မှုရဟရင်တစ်စင်းလုံးပျက်စီးသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ရွှေကူမြို့နယ်ခလာရ56ပြည်ရင်း၌အရေးပေါ်ဆင်းသက်ခဲ့ရသောရဟတ်ရင်ကို KIA ကယနေ့တွင်လက်နက်ကြီးများဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ရာရဟတ်ရင်တစ်စီးလုံးပျက်စီးသွားကြောင်း KIA ၏စစ်ရေးတရင်ရင်းမြစ်ကတရင်ဌာနသို့ပြောဆိုပါရယ်ယနေ့မေလ21ရက်နေ့မိုးလင်းနေ့နာရီခန့်တွင်ရွှေကူမြို့နယ်ခလာရ56တရင်း၌အရေးပေါ်ဆင်းသက်ခဲ့ရသော MI70 ရဟတ်ရင်တစ်စီးကို KIA တပ်မဟာစစ်တပ်မှတပ်ဖွဲ့ဝင်များကလက်နက်ကြီးများဖြင့်တွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ရင်ပစ်ခတ်တိုက်ခိုက်မှုအတွင်းရဟတ်ရင်မထိခိုက်စေရန်ဒီပပတ်လေးမှာဝင်းရချာသောတန်ချက်ကကနှင့်ထရပါများပါလက်နက်ကြီးကြီးထိမှန်ခဲ့ပြီးရဟတ်ရင်တစီလုံးထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကရွှေကူမြို့နယ်ခလာရ56မှာအရေးပေါ်သွားဆင်းသက်တဲ့ရဟယင်ဒီညနေ2နာရီကျော်ကျော်လောက်မှာတက်မဟာစက်တစ်ကအဖွဲတွေလက်နက်ကြီးနဲ့တွားထူတာကွက်တိမှန်သွားတယ် အဲ့တော့ရဟယင်ကအကုန်လုံးပောက်ကွဲကျွေးမသွားတာအဲ့ဒီရဟယင်နဲ့ဘေးကနေကားပါလုထားတယ်ထန်ချက်ကကားနှစီရှိတယ် truck ကနှစီလည်းရှိတယ်အဲ့ဒီ truck ကနှစီလည်းထိသွားတယ်အဲ့ဒီရွှေကူမှာအေးပေါ်ဆင်းသက်တဲ့ရဟယင်က main gear ပေါက်မှထိသွားတာသူပြန်လို့မရတော့ဘူးအဲ့ဒါကြောင့်ဒီတိုင်းရထားတာအဲ့ဒါကိုကျွန်တော်တို့တပ်မဟာစတဲ့ကအပွဲတွေလက်နက်ကြီးနဲ့တွားထူတာကွက်တီကိုထိသွားတာအကုန်လုံးကျွေးမသွားပြီလက်နက်ကြီးလေးလုံးပစ်တာလေးလုံးလုံးထိမှန်သွားတာအဲ့ရဟယင်ကိုဟူ KIA အစီရေးတရင်ရင်မြစ်ကပြောဆိုပါတယ် ယနေ့ပြစ်ခတ်ပြက်စီခဲ့သောရဟတ်ယင်သည်ယမန်လေးက KIA ပြစ်ခတ်မှုကြောင့်ခလာရ56တရင်ကအရေးပေါ်ဆင်းသက်ခဲ့ရသောရဟတ်ယင်ဖြစ်ကြောင်းသိရပါတယ်။အလားတူယမန်လေးကလည်း MI 70ရဟတ်ယင်တစ်စီးကို KIA ကပြစ်ချခဲ့သောကြောင့်ရွှေကူမြို့နယ်မျိုးလာမြို့နယ်ကွယ်စီငန်းရွာအနောက်ဘက်ရှိတောထဲတွင်ပြတ်ကျသွားခဲ့ပြီး KIA တရင်ကကယင်းရဟတ်ယင်အပြက်စီနှင့်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆလဘီရွှေဘုံညင်းချံတွင်စစ်ကားနှင့်အထိုင်ကင်းနေရများကို တိုက်ခိုက်မှုစစ်ကောင်စီတပ်သား၃ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်တွင်အင်အားဖြည့်တင်းရန်လာသည့်စစ်ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိကြောင်း TGYR ရုဂရဲလာကောင်တာရီဗိုလူရှင်းအန်ဆမ်မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါရယ်မေလ19ရက်နေ့ည9:52မိနစ်ခန့်တွင်ဂွေးကုန်းတက်ကိတ်စကံမှာကာနစီကအနောက်မြို့သားစမှုပန်သို့အင်အားဖြည့်တင်းရန်တက်လာသောစစ်ကောင်စီတပ်သားများကိုမြို့သားစမှုအဝိုင်းအရှိတ်အယောက်တွင်ပေပါမိုင်းအကြီးနှလုံးဖြင့်မိုင်းဆွဲခဲ့ကြောင်းသိရပါရယ်ရှင်မိုင်းဆွဲတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီဘက်မှတိုက်ခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပေ တော်လည်းရေပေါ်များ TGYR တပ်ဖွဲ့မှတော်လည်းရေပေါ်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနေရတဲ့အကြောင်းသိရပါတယ်။အလားတူမန္တလေးတိုင်းရဲချန်တို့နဲ့ဆုံရွာပြူစောတီရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများဂျန်ဘာအထိုင်လျာကင်းနေရများကိုလက်နက်ကြီးများဖြင့်ဝေရောက်ပစ်ခတ်ခဲ့ရာစစ်သား၃ဦးသေဆုံးခဲ့ကြောင်း925ကြောက်ကြားအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ19ရက်နေ့နဲ့17နာရီဝေကျင်ခန့်တွင်ငင်းချံမြို့နယ်ဆုံရပြူရွာတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ပြူစော်တီများကိုဂျမ်ဘာအထိုင်နေရာကင်းများကို 925ကြောက်ကြအပွင့်နဲ့မဟာမိတ်တပ်ဖွဲ့များက fit win drone များနဲ့ရှစ်စင်မမလက်နက်ကြီးများနဲ့ကိတ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ရင်တိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများရှိကဒေါ်လာရေးရဲပေါ်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကို925ကြောက်ကြအပွဲညန်းစုံနဲ့ညန်းစုံမျိုးနဲ့ပါကဖာအီယာမူဝေးကြောက်ကြအပွဲ Fight for Freedom အခွဲမန္တလေးခရိုင်တရင်ကမျက်စိမချလက်နဲ့ကြီးတက်ဖွဲ့ငန်းစုံရင်းချံမြောက်ပိုင်းသားကြောက်ကြတဲ့ MNGF ဇီယော်နီကြောက်ကြအဖွဲ့တို့ကပူပေါင်းလို့ဆောင်ကြကြောင်းသိရပါတယ်ဆက်လက်ပြီးလေဗဒန်တွင်စစ်မှုထမ်းခြေကောက်ခံပြီးတပ်သားတစ်စုဆောင်နေသည့်တိုင်ဝါချောင်းအုပ်စုကြေးရွာရွာအိမ်ကိုအုံတန်ကစ်ခတ်ခံရပြီးတေဆုံးတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ပဲခူးတိုင်းလေဗရန်လွန်နယ်တွင်စစ်မှုတိုင်းကြီးအတင်းအဓမ္မကောက်ခံနေသည့်တိုင်ဝါချောင်းအုပ်စုကြီးရွာယာအင်မူအုံတန်းကိုနောင်ကစားဝိုင်းတိုင်းပြစ်ခတ်တိုက်ခိုက်ရာပွေချင်းမိသေးဆုံးခဲ့ကြောင်းရွှေတန်းကြီးပေရုကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုကိုအောင်ကသတင်းဌာနသို့ပြောဆိုပါတယ်။မေလ27ရက်နေ့နနက်7:30မိနစ်ခန့်အချိန်လေဗရန်မြို့နယ်တိုင်ဝါချောင်းအုပ်စုမှာအကြံဖက်စစ်ကောင်စီကရာအိမ်မှုအုံတန်းကို၎င်းနေထိုင်ရာခြေရွာတွင်ရှိနောင်ကစားဝိုင်းအတွင်တော်လန်ရေးရဲဘော်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပွဲချင်းပြီးတိုက်ဆုံခဲ့ကြောင်းသိရပါတယ် တည်ဆုံးသောသောရာအိမ်မှုအုံတန်းသည့်ပြည်သူများကိုအာဏာပြရေးဆက်ဆံခြင်းစစ်မှုထမ်းခြင်းများအတင်းအဓမ္မတောင်းခံခြင်းမပေးနိုင်သည့်ပြည်သူများကိုခန့်စီရန်အမည်စရင်ပေးဖို့ခြင်းများအပြင်စစ်တပ်ကပြုလုပ်ခိုင်းသောလောင်ကစားဝိုင်းများကိုကူညီလှူဆောင်ပေးနေခြင်းများပြုလုပ်နေသည်ဟုပြည်သူများကတိုင်ချလာ၍တောင်းရပြေခတ်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းသိရပါသည်ကျွန်တော်တို့ကိုမမနဲ့ခေါင်းကိုတစ်ချက်နဲ့ရင်ဝတစ်ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ရအိမ်မှုကတော့နေရာမှာပွေးချင်းမိတည်ဆုံးပါတယ်ဟုရွှေတန်းကြီးတီတုကောက်ွက်ရေးတပ်ွက်တာဝန်ထမ်းကိုကိုအောင်ကပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုကာယဝတီခရိုင်ပါကဖာအမှတ်1တိုက်ခိုက်ရေးတပ်ဖွဲ့ရွှေတန်းနေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှကျော်လန့်ရေးရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အန်တောင်ကြီးရှိစစ်တပ်ကြီးတိုက်ခိုက်ရေးတင်းတန်းကြောင့်ရှော့တိုက်တုံးမြင့်ပစ်ခတ်မှုဗိုလ်မှူးတချို့အပါအဝင်စစ်သား9ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တရင်ပြည်နယ်တန်တော်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးရှိတမတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်နောင်ကိုရှော့လိုက်တုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဘုံမှုသောဦးအပါဝင်းစစ်သား9ဦးသေဆုံးခဲ့ကြောင်း Prewari Form မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။မေလ19ရက်နေ့နနက်9:20မိနစ်ကတန်တော်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးရှိစစ်ကောင်စီ၏တမတော်ကြီးတိုက်ခိုက်ရေးကြောင်းဘရင်နောင်အတွင်သို့109မမရှော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်ရာ၄လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။ ထို့သောတိုက်ခိုက်မှုအတွင်တင်နန်းသားအရာရှိပုံမှုခုနှစ်ဦးစိုးရင်ပွဲအဆင့်တရရရှိခဲ့ပြီး၎င်းတို့ကိုတက်မတော်စစ်ဆေးရုံသို့ပို့ဆောင်ကူတာစေ၃ဦးသေဆုံးသွားကြောင်းထို့ပြင်ကျောင်းအုပ်ကြီးလုံးချုပ်ရေးစစ်သည်၂ဦးဒုတက်ချက်၂ဦးတို့ဖွဲ့ချင်းပြီးသေဆုံးခဲ့ရာစုစုပေါင်းသေဆုံးသူ၇ဦးရှိကြောင်းသိရပါသည် ထို့ပြင်ကျောင်းအုပ်ကြီးနေအိမ်ကားကိုတောင်နဲ့ကားအကြီးနှစ်စီးတရင်မှုတင်နန်းသားအရာရှိအိတ်ဆောင်များဖြစ်သောအင်ဂျင်ဆောင်ဒဇင်ဆောင်နှင်းစီဆောင်ကျောင်းဘဟုကင်းကင်းသားအိတ်ဆောင်ထိမှန်ခဲ့ပြီးတနက်တင်စဉ်6ခုကျောင်းဌာနချုပ်လက်နက်တိုင်မျက်နှာကျပ်ပွင့်ထွက်၍လက်နက်များထိခိုက်မှုရှိခဲ့ကြောင်းကျောင်းဘဟုကင်းကျောင်းသားအိတ်ဆောင်ထိမှန်ခဲ့မှုကြောင့်စစ်သည်3ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည် BWN အဖွဲ့ကထုတ်ပြန်ပြောဆိုသောစစ်တပ်ဘက်မှသိဆုံးထိခိုက်မှုများအပေါ်သတင်းဌာနကတရားအတည်ပြုနိုင်ခြင်းမရှိသေးပေ။အဆိုပါတိုက်ခိုက်မှုကို Brave Warri for မြန်မာ BWN အဆိုပါတိုက်ခိုက်မှုကို Brave Warri for မြန်မာ BWN Anti-Coup People Liberation for ACBLF Mountain Knights Civilian Defense Force MKCDF KNLA တပ်မဟာနှင့်တရင်ကားတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဗရင်နောင်တီအောင်မြမပြည်ရှိတပ်ရင်းတပ်ဖွဲ့အသီးသီးကိုဥဆောင်နေကြသောအရာရှိများအတွက်တပ်စုမှုတပ်ခွဲမှုနှင့်တရင်မှုတင်နယ်များပေး၍တိုက်ခိုက်ရေးပညာကိုအဓိကသင်ကြားပေးနေသည့်တိုက်ခိုက်ရေးတင်နယ်ကြောင်းဖြစ်ပြီးစစ်ရှုံးကောင်စီဤဩစာခံ၍ဖြီသူလူလူကိုနှီးမျိုးစုံဖြင့်နှိပ်စက်ရန်စစ်ကောင်စီရန်ရာကိုအမိန်ပေးကုတ်ကဲနေသောစစ်ကောင်စီအရာရှိများကိုဖြီသူကိုစာတံပြန်တိုက်ခိုက်ရန် ရွယ်၍ BWN နှင့်မဟာမိတ်များက BWN Mission 38ကိုဖော်ဆောင်ရခြင်းဖြစ်ကြောင်းအသိပေးထားပါသည်။